အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်ဘောဘွားစာကလေးမကသူ့ရဲ့စိတ်မလေးကိုအရန်ချစ်တာပေါ့သူ့ရဲ့စိတ်မလေးရဲ့နာမည်ကစွတီဖြစ်တော့တယ်တမီးလေးမိနီဒီမှာစွတီနဲ့အတူနေခဲ့နော်အမေအစာရှာဖို့တော့လာအောင်မယ်ဟုတ်ကဲ့မေဒါမဲ့မင်းမြန်တော့ပြန်လာခဲ့နော်อืมพี่อ่ะง่าด้วยแหละอติชุโชเลยอยู่ลาไปอ่ะมั้ยเนาะป้าเมียไม่เข้าล่ะ မှတ်မိတာပေါ့မနေ့တော့သတိပေးထားရလေဒီနေ့တော့တေချာဘော့အသီးတွေယူလာခဲ့ပြီမယ်ဘောကစားကလေးမကအစာရှာဖို့အတွက်ထွက်သွားလိုက်တော့တယ်အဲ့ဒီနောက်မှာမိနီစားကလေးမကစိတ်မလေးရဲ့ဘေးနားမှာတောထိုင်လိုက်တော့တာပေါ့စီတီစိတ်မလေးကမျက်စားနေတာပေါ့မျက်စိုင်းဆိုင်နဲ့စီတီစိတ်မလေးကမင်းမဝဲကိုတောလိုက်တော့တယ်ကာလူကြီးကနဲ့တင်းတင်းကြီးကမလေးတို့ကစာကလေးမလေးရဲ့စိတ်ကိုကြည့်နေကြတာပေါ့ကိုကာလူရဲ့ ဝဝရဲ့စိတ်မကိုဖန်ခေါက်သွားတဲ့ချိန်ရောက်ပြီထင်တယ်။ဟုတ်တယ်။ငါတို့အဲ့ဒီချိန်ကိုစောင့်နေတာကြာပြီ။နောက်ဆုံးတော့ငါတို့အတွက်အခွင့်အရေးရောက်လာခဲ့ပြီပဲ။တင်တင်ကြီးကမလေးနဲ့ကာလူကြီးကန်းတို့ကပြန်ပြီးတော့စွတီစိတ်မလေးစီကိုရောက်လာတော့တယ်။စိတ်မရေညဒီမှာဘာလုပ်နေရလဲ။မိနေရအိမ်ပြန်သွားပြီ။ငါတို့နဲ့လိုက်ခဲ့။မြို့အိမ်လိုက်ပို့ဝေးမယ်။ဒါမှခုနကတော့ဒီမှာရှိနေသေးရဲ့လေ။ အာသူအိမ်ပြန်သွားတာငါတွေးလိုက်တယ်မြန်မြန်သွားချရအောင်ကွာမဟုတ်ရင်ချင်းသိန်းရောက်လာပြီးတော့နင့်ကိုစားနေလိမ့်မယ်ချင်းသိန်းနာမည်ကိုကြားပြီးတော့စွတီစိတ်မလေးကလန့်သွားတော့တဲ့နောက်တော့ကာလူကြီးကန်းတို့နဲ့လိုက်သွားလိုက်တာပေါ့မိနေဆောင်ကလေးမကလိပ်ပြလေးတွေရဲ့အနောက်ကိုပြေးလာရင်းနဲ့ဆော့ကစားနေတော့တယ်အဲ့ဒီအချိန်မှာသူ့ရဲ့စိတ်မလေးကိုတတိရသွားပြီးတော့အော်ခေါ်လိုက်တော့တယ်စွတီစွတီဘယ်မှာလဲရင် ဒါပေမဲ့မိနေရဲ့စိတ်မလေးကိုကာလူတီကန်တို့ကခေါ်သွားလိုက်ပြီပေါ့စိတ်မလေးကဘယ်ရောက်သွားရလဲငါစိတ်မလေးကိုတယောက်တည်းထားခဲ့ပြီးတော့လက်ပြလေးတွေရဲ့အနောက်ကိုမလိုက်လာခဲ့တဲ့ဦးမိနေစိတ်မလေးကစိတ်ပူသွားတော့တယ်ဟိုဘက်ဒီဘက်လိုက်ရှာတော့တာပေါ့ကာလူတီကန်တို့ကစိတ်မလေးကိုအဝေးယူခေါ်သွားပြီးတော့ဘသူမှမရှိတော့တဲ့တောထဲမှာတစ်ပင်နဲ့တွဲချီထားလိုက်တော့တယ်ကာလူနေပါလို့ငါ့ကိုဒီမှာဖမ်းထားရတယ်နေပြတော့အေးကိုခေါ်သွားပေးမယ်ဆို ငါနိုင်ပြောနေရလေငါနဲ့ကငါရဲ့တငယ်ချင်းမြေခွေးစီကိုခေါ်သွားပေးမယ်ငါတို့တငယ်ချင်းမြေခွေးကစိတ်ဆုပ်ပြုတ်လုပေးလိုက်မယ်ငါတို့အတူတူပေါင်းပြီးတော့စိတ်ဆုပ်ပြုတ်တော့ရတာပေါ့အဲ့စကားကိုနားထောင်ရင်းနဲ့စိတ်မလေးကလန့်သွားတော့တယ်ဟမ်နင်တို့ကငါ့ကိုလှည့်ပြပြီးတော့ဒီကိုခေါ်လာခဲ့တာပဲကိုကလူရေကျမတို့မြေမြလေးသွားပြီးတော့မြေခွေးရန်ဒီကိုတောက်ခေါ်ကြရအောင်မြေခွေးရန်ဒီကဒီစိတ်မလေးကိုခေါ်သွားလိုက်မယ် ညနေမှာဝဝစားကလေးမလေးကစဘာနဲ့အသေးနံလေးကိုယူပြီးတော့ပြန်လာခဲ့တဲ့အချိန်မိနီစားကလေးမကငိုနေရပေါ့။ဘာဖြစ်တာလဲသမီး။ဘာလို့ငိုနေရလဲ။ပြီးတော့စွတီစိတ်မလေးရောဘယ်ရောက်နေရလဲ။အမေသမီးကိုခုလို့ပေးပါနော်။သမီးလေးပြလေးတွေအနောက်ကိုလိုက်နေတဲ့အချိန်လေးဆွတီကဘယ်ချိန်မှဘယ်ဟိုသွားလိုက်လဲမသိဘူးဟာဒုက္ခပါပဲ စစ်တီတာအဝဲရောရောက်သွားလို့အိမ်မပြန်လာတဲ့ရင်တော့တော်ရင်တရိတ်ဆန်ကြီးကစားတော့လောက်မှာအဲ့နာဝဝစားကလေးမကသူ့ရဲ့တမီးကိုခေါ်ပြီးတော့စွတီစိတ်မာလေးကိုရှာဖို့အတွက်တောထဲကိုထွက်လာလိုက်တော့တဲ့အဲ့ဒီချိန်မှာရုတ်တရက်ကြီးရာသီဥတုကပြောင်းလဲသွားတော့တဲ့ဘိုးတိထဆွာရလာတော့တဲ့တမီးလည်းမိနီဒီလောက်မိုးရွှာနေရအခုဆိုစိတ်မာလေးကဘယ်မှာမိုးကိုလောက်မလဲမသိဘူးအမေ မဟုတ်မလွယ်ရောစိတ်မလေးကအိမ်ပြန်သွားပြီလားမသိဘူးသမီးတို့အိမ်ပြန်ပြီးတော့သွားကြည့်ရအောင်လေอืมသမီးပြောရလဲဟုတ်သားပဲအဲ့နောက်မှာဝဝစာကလေးမလေးနဲ့မိနီစိတ်မလေးတို့ကအိမ်ကိုရောက်လာကြတော့တဲ့ဒါပေမဲ့စွတီစိတ်မလေးကိုမတွေ့တော့ဘူးပေါ့အဲ့ဒါကြောင့်လဲဝဝစာကလေးမကစိတ်ဆိုးသွားတော့တဲ့မိနီသမီးတို့ပြောရမဟုတ်လားစွတီကိုဆောက်ရှောက်ပါလို့ဟုတ်ပါတယ်အမေ တမီးလည်းပဲသိပါမလဲလက်ပြနောက်ကိုလိုင်းရင်းနဲ့အနှဲငယ်အဝေးကိုရောက်သွားတဲ့အချိန်မှာစိတ်မလေးကလည်းတနေရာကိုထွက်သွားတော့မယ်ဆိုပြီးတော့လေအန်ဒီအန်ဒီမြန်မြန်လေးတော့ကြရအောင်အန်ဒီကိုစောင့်နေတဲ့သူရှိရဲ့ဘယ်သူလဲသူကငါ့ကိုစောင့်နေရလေကျွန်တော်တို့ဝေဝါစစ်တီစိတ်မလေးကိုဖမ်းလာခဲ့ရဲ့တောထဲမှာဖမ်းလာတယ်အဲ့စကားကိုနားထောင်ပြီးတော့မြေခွေးအန်ဒီကဝမ်းသာလုံလို့ထခုံလိုက်တော့တယ် နင်တို့ကမှငါရဲ့တကယ်ချင်းကောင်းနေငါအတွက်စဉ်းစားပေးကြရပါပဲအဲ့နောက်မှာကာလူကြီးကန်းတို့ကမြေခွေးအန်တီကိုစွတီစိတ်မာလေးစီကိုခေါ်လာလိုက်တော့တယ်စိတ်မာလေးကကာလူကြီးကန်းနဲ့မြေခွေးတို့လာနေတာကိုအဝေးကနေတွေ့လိုက်တော့တယ်အဲ့ဒါကြောင့်စိတ်မာလေးကမျက်လုံးကိုမှိတ်ပြီးတော့မြေပြင်ပေါ်မှာလှဲနေလိုက်တော့တယ်နောက်တော့အသက်ရှူရထားလိုက်တော့တာပေါ့ကာလူကြီးကန်းကမြေခွေးကိုခေါ်ပြီးတော့စွတီစိတ်မာလေးစီကိုယောက်လာတဲ့အချိန်မှာစိတ်မာလေးကလှဲနေတာကိုကြည့်ပြီးတော့တင်တင်ကြီးကန်းမာလေးကပြောလိုက်တော့တယ် ကိုပါလူရေခုနတော့ကတော့စိတ်မလေးကအကောင်းကြီးပါ ရုပ်ထည့်ကဘာဖြစ်သွားတာလဲကြည့်ရတာအကြောက်လိုမီသိေသွားတယ်ထင်တယ်သူ့ကိုကြိုးဖြီပေးလိုက်ငါတို့သူ့ကိုမပြီးတော့ငါ့အိမ်ကိုခေါ်သွားကြမယ်သိေသွားလည်းဘာဖြစ်လဲရေခွေးရနီကတေနေရဲ့စိတ်ဆိုလဲစားတယ်အဲ့နောက်မှာကာလူကြီးကန်းကစိတ်မလေးကိုကြိုးဖြီပေးလိုက်တော့တယ်စိတ်မလေးကမျက်လုံးမမေးလေးဖွင့်ပြီးတော့ကြည့်လိုက်တော့တာပေါ့အဲ့နောက်မှာအခွင့်ငောင်းကိုယူပြီးတော့စွတ်တီစိတ်မလေးကထုတ်ပြေးတော့တယ်စိတ်မလေးကမြင်မြင်ပြေးတော့တာပေါ့ ာလူရဲ့လိုက်ဖန်ဆန်းစိတ်မလေးကတော်တော်လဲတာပဲစိတ်မလေးကတောင်းတဲ့ကိုထွက်ပြေးပြီးတော့ချုံမုတ်ထဲမှာပုံးနေလိုက်တော့တဲ့ကာလူကြီးကနဲ့သူ့ရဲ့အပေါင်းပါမြေခွေးရန်တီတို့ကစိတ်မလေးကိုလိုက်ရှာတော့တာပေါ့ကုတ်ကာလူရဲ့မိုးတန်နဲ့အေးအေးတန်ကြောင့်ကျမတကူလုံးနဲ့ကြိုက်ခဲနေပြီအိမ်ပြန်ကြရအောင်နော် စိတ်မလေးကလွတ်သွားနေတဲ့တူတယ်ဘာမှမဖြစ်ပါဘူးမနေ့ပြန်လိုက်ရှာကြမယ်မိုးတိုက်တာနဲ့စိတ်မကိုရှာဖို့အတွက်ထွက်ကြတာပေါ့ အဲ့လိုပြောပြီးတော့မြေခွန်းနဲ့ကြေကန်းတို့ကအင်ကိုလိုက်သွားလိုက်ကြတော့တယ်သူတို့အားလုံးပြန်သွားတဲ့နောက်မှာစစ်တီစိတ်မလေးကဟိုဘက်ဒီဘက်ကြည့်ပြီးတော့ဖြည်းဖြည်းချင်းစီချုံပုံထဲကနေထွက်လာလိုက်တော့တယ်တော်ပါသေးရဲ့သူတို့သွားလိုက်လို့အခုငါအမြန်ဆုံးအင်ကိုပြန်မဖြစ်မယ်အဲ့နောက်မှာတော့စိတ်မလေးကမဲမဲလို့ပြီးတော့អော်တော့တာပေါ့အိမ်ထဲမှာထိုင်နေတဲ့ဝဝစာကလေးမလေးနဲ့မိနေစာကလေးမလေးတို့ကသူတို့ရဲ့စိတ်မလေးရဲ့အတန်ကိုကြားတော့တယ်သမီးလေး ဒါကအမေတို့ရဲ့စွန့်တီအတန်ဖြစ်မယ်။အမေအမေမြင်မြင်သွားကြရအောင်။တေချာပေါ့စွန့်တီကဒုက္ခနဲ့ကြုံတွေ့နေရတာချင်းနဲ့။အဲ့နောက်မှာဝဝစာကလေးမနဲ့မိနီစာကလေးမတို့ကအိမ်ကနေအပြေုံထွက်လာကြတော့တဲ့။နောက်တော့သူတို့စိတ်မလေးရဲ့အတန်ကြားရနေရအောင်သွားရင်းနဲ့စိတ်မလေးစီကိုရောက်သွားတော့တဲ့။ဟဲငါရဲ့စွတီလေးနေဖယ်ဟိုသွားရလဲငါနေရနေရာတိုင်းမှာလိုက်ရှာနေရဟိုကလူကြီးကနေရသူတို့ကငါ့ကိုလိန်ပြီးတော့ခေါ်သွားကြတာလေး ြီးတော့မြေခွေးမကလည်းငါ့ကိုစားတော့မလို့တော်ပါသေးတယ်ဟာငါသူတို့ရူးပြန်လုပ်ပြီးတော့အဲ့ဒီနေရာကနေထွက်ပြေးလာခဲ့တာအေယုံတော့ထရအောင်လေစင်တီလေးလည်းချမ်းနေရောပေါ့အေယုံရောက်တဲ့အချိန်မှာဝဝစားကလေးမကစိတ်မလေးကိုအမိုးအောင်မှခြိထားလိုက်တော့တယ်ဘာမှစိတ်မပူနဲ့နော်စင်တီတညာလုံးဒီမှာရှိနေပြီမယ်အဲ့ဒီကနေနောက်တစ်ခါပြန်လာတဲ့အခါကျရင်ငါတို့ပေါင်းပြီးတော့သူတို့ပညာပြရမယ်။ငါကြောက်တယ်။အရင်ကကြောက်တာပဲ သူတို့ငါ့ကိုနောက်တစ်ခါဖမ်းပြီးတော့တတ်လိုက်မလို့လုပ်မလဲငါတို့အလုံးပေါင်းပြီးတော့ကြီးကနေနဲ့မြေခွေးတွေကိုအနိုင်ယူကြမယ်အဲ့နောက်မှာဝဝစာကလေးမကဖြင်းမုံသားမှာထိုင်နေလိုက်တော့တယ်ဒုက္ခချောင်းဝင်ဘေးနားမှာထားထားတာပေါ့ညတကောင်ကြော်တဲ့အချိန်မှာစွတ်တီစိတ်မလေးကစကားပြောချင်လာတာကြောင့်တူတူလေးမဲမဲနဲ့អော်နေတော့တာပေါ့ဘာလို့လဲဆိုတော့စွတ်တီကစိတ်မလေးဖြစ်တာကြောင့်စကားမပြောပဲမနေနိုင်ဘူးလေကိုကလူကြီးကြားရလားကြားတယ် ဒါကဝဝရဲ့စိတ်မှလည်းစွတ်တည်ရဲ့အတန်းပဲမိုးရွာနေတာဆိုတော့အားလုံးကအိမ်မှာပဲအနားယူနေကြမှာอืมအဲ့လိုဆိုမှတော့သွားကြရအောင်အဲ့ဒီစွတ်တည်စိတ်မှလေးကိုသွားဖက်ကြမယ်ကြီးကန်းနေမြန်နေအောင်လုံးကအိမ်ထဲကနေထွက်လာကြတော့တဲ့နောက်တော့မိုးရေထဲမှာပြန်တန်းလာရင်းနဲ့စိတ်မှလေးစီကိုရောက်လာကြတော့တယ်အဲ့ဒီအချိန်မှာစိတ်မှလေးကဟောက်ပြီးတော့အိတ်နေတာပေါ့ကိုကလူရဲ့စိတ်မှလေးကအိပ်ပျော်နေတာပဲကြည့်ပါဦးလားဟောက်ပြီးတော့တောင်အိတ်နေတာ ကိုချိုးဖြီပေးလိုက်မယ်ကိုချိုးဖြီလိုက်မယ်နင်ကတရားရောက်လာမလားကြည့်ထအောင်ကာလူကြီးကကချိုးဖြီကိုလုံနေတဲ့အချိန်မှာစိတ်မလေးကသူ့ရဲ့ဂျုံနဲ့ကာလူကြီးကရဲ့ဖိုက်ကိုထိုးလိုက်တော့တယ်အဲ့ဒါကြောင့်ကာလူကြီးကကအဝေးရွလွန့်သွားတော့တာပေါ့တေးပါပြီတေးပါပြီဘဝစာကလေးမကဓာတ်ကိုယူပြီးတော့ရောက်လာတော့တယ်မိနီစာကလေးမကလည်းလိုက်လာတာပေါ့နောက်တော့အလုံးပေါင်းပြီးတော့ကြီးကန်းလင်မယားကိုရိုက်ရိုက်လိုက်ကြတော့တယ် စစ်တီဆိုင်မာလီကသူ့ရဲ့ဂျုံနဲ့ကြီးကန်းတွေကိုထိုးလိုက်တော့တာပေါ့ကိုကာလူရဲ့ကျမကဲပါဦးတင်းနေရဲ့တင်းနေကိုရဲ့ချတော့အာအာငါရဲ့ချတော့တော့ကျိုးပါပြီအကျင့်မကောင်းတဲ့ကြီးကန်းတွေနောက်တစ်ခါငါရဲ့စိတ်မာလီကိုထိရရင်ထိကြည့်အသေးတက်ပြစ်မယ်နေမျိုးစောတောင်းပြီးတော့ကြီးကန်းနေမြန်နှစ်အောင်လုံးကထွက်ပြေးသွားကြတော့တယ်။အင်းကြည့်ရတာသူတို့နှစ်အောင်လုံး ဒီလိုနောက်တစ်ခါလာရဲတော့မှာမဟုတ်ဘူးနောက်တော့သူတို့အားလုံးကရီလိုက်ကြတော့တယ်ဆွတီစိတ်မလေးကအတန်ကြဲကြဲနဲ့អော်လိုက်တော့တယ်ဆွတီစိတ်မလေးရဲ့အတန်ကအယောင်တာယာနေတာပေါ့ကျင်းကတဲ့တေးလေးတွေအားလုံးကတစ်ပင်အောင်မှထိုင်ပြီးတော့ဝမ်းနဲ့နေကြတော့တာပေါ့။အင်း တခါတလေဆိုရင်ငါတို့မှစာအုပ်ရှင် ကောင်းပါပဲလို့တွေးမိတယ်။ပြီးတော့ကလေးတွေစာသင်တဲ့ကျောင်းတော်ပဲ။ငါတို့ကတော့အများနဲ့အစာရှာထွက်ရင်လည်းအချိန်ကြီးကကုန်သွားတယ်။ငါလည်းစာသင်ချင်မိတယ်။တစ်ပင်လကောင်းငင်ချယ်ရီရောဘလိုမျိုးတည်ရှိလာလဲ။သူတို့တွေမှာရောတမိုင်းတွေရှိလား။အဲ့ဒါတွေကိုသိဖို့အတွက်ပညာသင်ချင်တယ်။ငါတို့ဘယ်တော့မှသိဖို့မရှိတော့ဘူးလား။ဟုတ်တယ်ဘောဘွား။ ဒါပေမဲ့ကြောင်းလာကစာအုပ်ဖိုးတွေကအရန်ဝစေးကြည့်ရလေ။ငါ့ရဲ့အိမ်ဆိုရင် စာဖိုးတောက်ဖို့တောင်အနိုင်နိုင်စူးစားလောက်ကိုက်နေရတာ။ပြီးတော့ကိုကလူကြီးကန်းကပြန်တန်းလာပြီးတော့သူတို့အားလုံးကိုရှီပြီးတော့ပြောလိုက်တော့တယ်။ကြည်ပါဦးကြည်ပါဦးပညာသင်ချင်နေကြတဲ့စီးရဲသားလေးတွေကျောင်းတက်ချင်တော့ပတ်စံတဲ့အုံနာကမရှိမဖြစ်လိုအပ်တာ။အဲ့ဒါတွေနေတော့မှမရှိတာ။တည့်ရကြရင်ငါတို့အားလုံးပညာသင်ကြလိမ့်မယ်။ပြီးကြရင်ကြည်နေလိုက်အားလုံးထဲမှာအတော်ဆုံးသူတွေဖြစ်လာလိမ့်မယ်။ အိမ်မက်မက်နေစမ်းမှနဲ့ဆင်းရဲသားတို့ရဲ့ဂျင်းကလေးတွေအားလုံးကတိတ်ဆိတ်သွားတော့တယ်နောက်တော့သူတို့အားလုံးကဝမ်းနေသွားတော့တာပေါ့ညရောက်သွားတော့တယ်ဂျင်းကလေးအားလုံးကတစ်ပင်ပေါ်မှာအိတ်နေကြတော့တာပေါ့အဲ့ဒီချိန်မှာအလင်းရောင်လေးတစ်ခုကရောက်လာပြီးတော့နတ်သမီးလေးတစ်ပါးထွက်ပေါ်လာတော့တယ်အဲ့ဒီနတ်သမီးလေးရဲ့နာမည်ကသစ္စာဖြစ်တာပေါ့အိုးဂျင်းကတူတူလေးတို့ငါအားလုံးကိုစောင့်ကြည့်နေတာကြာပြီနင်တို့အားလုံးရဲ့ပြင်းထန်လာတဲ့ဆန္ဒကြောင့်ဒီလိုလာခဲ့တာ ဘသူလဲရင်ငါအသစ္စာနဲ့သမီးလေးပါငါနင်တို့အားလုံးအတွက်မှော်ချောင်းဖြစ်တဲ့ကျစ်တုံနီကျောင်းလေးကိုလာပေးတာကျစ်တုံနီကျောင်းအမကအဖွားပြပြလေးရှိတဲ့ပုံမြင်နေတဲ့ရလို့နဲ့သမီးလေးမဟုတ်လားဒါအိမ်မက်မက်နေရများလားရင်တကယ်ပဲငါတို့အားလုံးပညာသင်ခွင့်ရတော့မှာလားကျောင်းလေတကယ်ရှိလာတော့မှာလားရင်ဒါမဲ့ငါတို့ကဆင်းရဲတယ်လေငါတို့ကပတ်စံမရှိတာပတ်စံမကုန်မဲနဲ့ပညာသင်ခွင့်ရလို့လာရင် ဟုတ်တယ်ဒီเจ้าကကျွတ်တော်နေအကြီးရဲ့အထဲမှာဆောက်လုပ်ထားတာအဲ့ဒီเจ้าတက်ဖို့အတွက်စာအုပ်ဖိုးလည်းမလိုသလိုเจ้าလားကလည်းမလိုပါဘူးစိတ်ရင်းနဲ့စာသင်ခြင်းနဲ့ဆန္ဒရှိဖို့ပဲလိုတယ်တကယ်လားဒါဆိုရင်ငါတို့လည်းစာသင်ခွင့်ရတော့မှာပေါ့ဟုတ်တယ်ဘသူမှလည်းလောင်ပြောင်တော့မှာမဟုတ်ဘူးငါနဲ့တူတူလိုက်ခဲ့လေเจ้าလိုက်ပြပေးမယ်နောက်နေ့တည့်ရက်မှာနတ်သမီးလေးကချင်းကန်ဒီအားလုံးကိုတောင်းပန်ခေါ်သွားလိုက်တော့တယ်အဲ့ဒီချိန်မှာလင်းလက်နေတဲ့ကျွတ်တော်နေเจ้าမျိုးကိုတွေ့သွားတော့တယ် ကျစ်တော်ကြီးရဲ့တဝက်ကမြေကြီးထဲမှာရှိပြီးတော့တဝက်ကမြေပြင်ပေါ်မှာရှိနေရပေါ့ဟဲ့ကျစ်တော်ကြီးကအကြီးပါလားတကယ်ရောကြောင်းဟုတ်ရဲ့လားဒါကမှော်လောကကြီးထက်တောင်ပိုလှသေးရဲ့ဒီနေရာမှာကျစ်တော်ကြီးအကြီးပြီးတော့စာသင်မှုအတွက်ကြောင်းငါဖြင့်တရက်ကြာကျောင်းသူဖြစ်ရလိမ့်မယ်လို့မယုံဖြစ်နေတဲ့ဒီမှာငါတို့အားလုံးနေလို့ရလားရင်နေ့တိုင်းပညာသင်ခွင့်ရမှာလားရတာပေါ့ဒီကျောင်းကပညာတွေစုပြုံနေရလေနင်တို့က နင်တို့သာဒီကျောင်းထဲကိုဝင်သွားရင်အစ်စ်အစ်စ်တော်ပညာတွေကိုသင်ခွင့်ရမှာကျင်းငယ်တွေအားလုံးကအထက်ကိုဝင်သွားလိုက်တော့တယ်ကျစ်တူနေကျောင်းကြီးကသူ့ဟာသူပစ္စည်းတွေကိုထုတ်ပေးနေတော့တာပေါ့ကျောင်းရဲ့အထက်မှာပြန်နေတဲ့စာအုပ်တွေစကလုံးတွေနဲ့တေးဂီတာတွေနဲ့ပြည့်နေနေတော့တယ်ဝါဒီမှာစာအုပ်တွေကသူ့ဟာသူပြန်နေပါလားကျစ်တူနေကျောင်းကနေအတန်တန်ထွက်လာပါတော့တယ်မင်္ဂလာပါကလေးတို့ ဒီနေ့ကစပြီးတော့မင်းတို့အားလုံးကပညာခရီးစဉ်မှာစပြီးတော့လှမ်းလာတဲ့သူတွေပဲ။ကာလူဂျီကန်ကသူတို့ကျင်းကတ်တွေကိုကြည့်ပြီးတော့ပွားစီပွားစီပြောလိုက်တော့တယ်။သူတို့အားလုံးကဘယ်လိုသွားနေကြရလဲ။ညကအလင်းရောင်ရောဘာကြီးလဲ။ငါလည်းသွားကြည့်လာအောင်မှာပဲ။သူကလည်းအားလုံးရဲ့အနောက်ကိုလိုက်လာလိုက်တော့တယ်။ဒါပေမဲ့သူရောက်လာတဲ့အချိန်မှာစစ်တုံကြီးကြတဲ့တကားကပိတ်သွားတော့တာပေါ့။ကာလူဂျီကန်ဒီကြောင်းထဲကိုစာတင်ခြင်းနဲ့ဆန္ဒရှိတဲ့သူတွေပဲဝင်လို့ရမှာ။ လောင်မြောင်ချင်နေတဲ့သူတွေမပါဘူးကလေးတို့ပထမအဆုံးသင်ငန်းစာကတယောက်ပေါ်တယောက်လေးစားတာပဲစစ်တုံနီတလုံးမှာစစ်တုံနီအလှော်တိုင်းကအရေးကြီးတယ်လို့လူတယောက်မှာတငယ်ချင်းတိုင်းကအရေးကြီးရဲ့လေအထိတ်ပဲကသမီးတို့အားလုံးပေါင်းပြီးတော့ကြောက်ဆောက်ချင်တယ်လို့မျိုးလားမှန်တာပေါ့စစ်တူရေးမလေးရဲ့သမီးထင်အားလုံးအတူတကွာပေါင်းပြီးတော့စာသင်ရတာကစောက်ထဲကနေစာသင်ရတာထက်ပိုပြီးတော့ပျော်ဖို့ကောင်းတယ်အခုသင်တယ်လို့မျိုးပေါ့ ။သမီးတို့အားလုံးကတယောက်တည်းတယောက်လိုအပ်နေတယ်လို့မျိုးလေ။ကာလူကသမီးတို့ကိုစားနောက်ပေးမယ်လေ။ तू ကအထီးကျန်နေရဖြစ်လောက်မှာ။ तू နဲ့သာတငယ်ချင်းလောက်ပြီးတော့သူ့ကိုပြပြင်နိုင်ပေးလို့ရရင်ရလောက်တယ်။နောက်တော့ကာလူကြီးကန်းကအเจ้าကိုခိုးဝင်မှုအတွက်စူးစားလိုက်တော့တယ်။ဒါပေမဲ့လည်းစစ်သူနီအလွှာလေးတွေကသူ့ကိုမောင်းထုတ်လိုက်တော့တယ်။ငါလည်းအထက်ကိုဝင်ကြည့်ကျင်နေငါလည်းမော်ဆောက်လို့ကျင်နေကာလူနင်းတကယ်စားတင်ကျလားအားလုံးကိုနင်းရဲ့လောက်ရက်တွေအတွက်တောင်းပန်ကျင်နေစိတ်ရှိလား အရင်တော့ကတော့သူတို့အားလုံးကိုကြည့်ပြီးတော့မနာလိုခဲ့တယ်။အခုတော့ငါလည်းပြောင်းလဲကြည့်တင်တယ်။ကောင်းပြီလေ။ဒါဆိုတလားတတိအားလုံးကိုကူညီလိုက်။ဒါဆိုအထဲဝင်ဝင်ရလိုက်မယ်။ကာလူတီကန်ကဝဝစားကလေးမနဲ့ကြက်တူရဲတို့ကိုကူညီပေးလိုက်တော့တယ်။သူမျက်စိလှဲပေးသလိုအားလုံးအတွက်စောက်တွေရှူလာလိုက်တော့တယ်။နောက်တော့အားလုံးအပေါ်မှာလည်းလေးစားစွာဆက်ဆံလာတော့တယ်။ကာလူကပြောင်းလဲလာလိမ့်မယ်လို့တခါမှမတွေးကြည့်မိဘူး။ဒီလိုမျိုးအားလုံးကိုကူညီပေးတာတွေ့ရတော့စိတ်ချမ်းသာလိုက်တာ။ တကယ်ပညာကလည်းဒါပဲထင်တယ်ခုခုကိုနဲ့တခြားသူတွေကိုနားလည်ပေးခြင်းပဲကာလူတကယ်လို့နေသာတင်ကျင်တဲ့ဆန္ဒရှိရင်ငါတို့နဲ့တငယ်ချင်းလှုပ်လို့ရလိမ့်မယ်ဒါမဲ့တခုတော့ရှိရယ်တင်တကယ်ကိုစာတင်ကျင်တဲ့စိတ်ရှိမှရမယ်ပြီးတော့ဘသူ့အမှမလောင်ပြောင်းအောင်ကာလူနင်တကယ်ပဲပြောင်းလဲလာသလိုပဲအခုနင်စာတင်နေရတာကိုသဘောကျလာပြီမဟုတ်လားဟုတ်တယ်ပညာအားလုံးထက်တန်ဖိုးရှိဆုံးပဲအဲ့ဒီနောက်မှာတော့ကျင်းကတ်တွေအားလုံးကမြေကမ်းစီကိုရောက်လာတော့တယ် အဲ့ဒီမှာမေကုံမေးလိုက်တော့တယ်အခုကစပြီးတော့ငါတို့ဘယ်ဟိုပဲတော်တော်တကယ်ပြန်တန်းခြင်းကအတောင်ပံကြောင့်မဟုတ်ဘဲနဲ့အတွေးခေါ်ကြောင့်ဖြစ်ရတာပြီးတော့ငါတို့အားလုံးပြန်တန်းလို့ရတယ်တောင်ပေါ်ရောအဝေးတနေရာရောကိုပြန်တန်းခြင်းတဲ့နေရာထိပြန်တန်းလို့ရတယ်နင်တို့အားလုံးအောင်သွားပြီ အခုအပြင်ထွက်ပြီးတော့ဒီအသိပညာကိုလူတိုင်းပေါ်ကျင့်သုံးတော့ကျင့်သုံးနေကြောင်းကတဖြည်းဖြည်းပြတ်ခွေသွားတော့တယ်ဒါမဲ့အားလုံးရဲ့နှလုံးသားထဲမှာတော့အဲ့ဒီကြောင်းကအမှတ်တရတစ်ခုအနေနဲ့ကြန့်ရှိနေခဲ့တော့တယ် ဘဝစာကလေးမကကလေးတွေနဲ့အတူတင့်ပင်တပွဲပေါ်မှာထိုင်နေတာပေါ့။ငါငငယ်တုန်းကအစဉ်စားမှုရယ်ပညာဆိုတာကချမ်းသာတဲ့သူတွေအတွက်ပဲဖြစ်တင်တာပေါ့။ဒါမဲ့အခုတော့ငါနားလည်ခဲ့ပြီ။ပညာဆိုတာကနေရဲ့အလင်းအောင်ပဲအလုံးအပေါ်ကိုဖျောက်ချနိုင်တယ်လေ။အခုတော့ငါတို့ရဲ့တော်ကြီးကပြောင်းလဲလာလိမ့်မယ်။ခလေးတိုင်းကအိမ်မက်မပိုင်ဝင်ရှိလိမ့်မယ်။ပြီးရင်နှစ်တွဲမှာလည်းအကောင့်ထဲဖော်လာနိုင်လိမ့်မယ်။တင့်ပင်ပေါ်မှာပညာဆိုတဲ့တန်ဖိုးကိုပြပြနေတော့တာပေါ့။ ဝဝစက်တူရဲမှစက်တူရဲခိုနဲ့ကာလူတို့ကအခုတော့ဆရာတွေဖြစ်လာကြပြီပေါ့ပညာဆိုတာလူတိုင်းရဲ့ရပိုင်ခွင့်ပဲပညာကလူတိုင်းရဲ့ဘဝကိုပြောင်းလဲစေနိုင်တယ်ဒီမော်စက်တူရဲကြောင်းလေးကဆင်းရဲတဲ့ကလေးတိုင်းရဲ့ဘဝကိုပြောင်းလဲစေခဲ့တော့တယ်